ဒီကျွန်တော်တို့ဘိုးစားပေါင်းကြီးကြည့်တဲ့အခါမှာနီလန်းနေရာတော့အများကြီးရှိတယ်အခုကတော့ကျွန်တော်ခံပြတဲ့နီလန်းနဲ့ကျွန်တော်တို့သွားတယ်အဲ့တော့အလျားတစ်ဖက်အနက်တစ်ဖက်ကိုကျွန်တော်တို့ဒါညှိထားပြီးတော့ဟိုအလျားဘက်ကိုခံပြသွားတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့အလျားတစ်ဖက်ကိုခံပြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့တော့တန်ကိုဆွဲချိတ်တဲ့နော်လုံးလို့ရအောင်ဆိုပြီးတော့ဒီတစ်ဘက်လေးတစ်ချောင်းလေးပေါ့လေနော်ဒါကျွန်တော်တို့တန်ကုန်လေးတွေတန်းစီပြီးတော့အဲချထားတယ် အေးမြန်ချင်းဆိုင်ဘက်ကပေါ့လीเนาะကျွန်တော်တို့ကတဝက်ကျော်တော့ကျွန်တော်တို့ဒီစောင်းပြီးတော့ဒီတန်ကုန်လေးတွေကိုဆွဲချိတ်တာပေါ့เนาะဒါဆွဲချိတ်ပြီးတော့ဒါကျွန်တော်တို့ကဟိုလဲချိတ်လိုက်တော့လဲချလိုက်တာပေါ့လीเนาะအဲဒီကတော့ဟိုကျွန်တော်တို့ကအဲပေါင်ကျစ်တဲ့နီလန်တွေတော့အများကြီးရှိတယ်အဲကျွန်တော်တို့ချိန်တဲ့เนาะခွေရဲ့နီလန်တွေရှိတယ်ကျွန်တော်အလင်းတင်းတဲ့အခါမှာချိန်တဲ့ပေါင်ကျစ်တာတွေကျွန်တော်တို့ရှာလေးလုပ်ပေးမယ်အဲနောက်ပြီးတော့ကျွန်တော်တို့ဒီ single အဲဝါယာဂျိုးတွေနဲ့ကျွန်တော်တို့အပေါင်းခွေသွားတဲ့နီလန်တွေကျွန်တော်တို့အလင်းတင်တဲ့အခါမှာကျွန်တော် share တွေကျွန်တော်တို့လုပ်ပြီးမယ်အဲ့တော့အခုကျွန်တော်တို့ကတော့ဒီအကြောက်သေးလေးလုံးလို့ရအောင်လောလောဆယ်ကျွန်တော်တို့ကနော်တန်ကိုဆွဲချတဲ့ technique နဲ့သွားတယ်အဲ့တော့တစ်ဖက်စီမှာကျွန်တော်ပိုးစာလေးတွေကျွန်တော်တို့ကနော်ဒီတန်ကိုဆွဲချိတ်လို့ရမယ်ပမာဏလောက်ပေါ့နော်တလမခွဲလောက်ပိုးဖြတ်ပြီးတန်ကိုလေးတွေကိုကျွန်တော်တို့ဆွဲချိတ်ပြီးလဲလဲချပြီးတော့ခံပစ်တဲ့နီလန်ပေါ့လीနော် အဓိကတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဥစားပေါင်းဒီ level လေးတန်းကျွန်တော်တို့ဒါအတင်းကြီးရပါမယ်เนาะအဲ့တော့ level လေးတန်းကျွန်တော်တို့အတင်းဟိုကျွန်တော်တို့ညီရမယ်အဲဂန်လေးတွေပြစ်တဲ့ခါမှာကျွန်တော်တို့ကနော်မစိမ့်မကျဲလေးတွေဒါကျွန်တော်တို့ပြစ်နိုင်ဖို့လိုတယ်အဲ့တော့ဂန်ပြစ်တဲ့နေရာမှာကျွန်တော်တို့တေချာလေးစနစ်တကျလုပ်မယ်ဆိုလို့ရှိရင်လှပတဲ့ဘောင်းဘောင်းရမှာဖြစ်ပါတယ်เนาะ